73ရက်နေ6လ2024ခုနေ့ဒီမှာကျော်ညာကိမိုက်တင်ဆက်မှုအလုံးမြမလုံးမြောက်ရှင်နေပြီဖက်စစ်တပ်ရဲ့ရုံမာမှုတံကို အလူလဲခံစားနေရပါတော့မြမပြည်သူလူလူကြီးရန်ကုန်ကိုခြိပါတော့မန္တလေးကိုခြိပါတော့အထူးတွေထိုးစစ်ကြီးဆင်ပါတော့နိုင်ငံလုံးဆိုင်ရာ operation ကြီးဝင်ပါတော့ဆိုတဲ့ကျွန်တော်တို့ပြည်သူလူလူဟာဒီကနေ့ထပ်ပြီး ဖတ်စစ်တဲ့နှိပ်စက်မှုတံကိုခံစားနေကြရပါတယ်။တပတ်ကဒမိုင်းအင်အားစုများရဲ့အားဆိုင်ကျိုးမမှုကြောင့် article 33ဆိုရဲပုံမှန်တရား ILO ကဆုံးဖြတ်ပြီးနောက်မှာဒီကနေ့ရွှေစည်းဒေါ်လာစည်းတွေအစမတန်မြင့်တက်ပြီးမြန်မာငွေတန်ဖိုးကျဆင်းမှုတွေကြုံလာနေရပါပြီ။မကြခင်ဗန်တွေကမောက်ကမဖြစ်နိုင်တယ်လို့မြန်မာပြည်သူလူကြီးခင်ဗျာမိမိတို့ရဲ့ငွေကြေးများကို စနစ်ပြစီမံခန့်ခွဲထားဖို့ရွှေဈေးအစမတန်တက်မှုကိုအမိအယဆုတ်ကန်ခွင့်ရယူပြီးညံပပနဲ့ရှင်းတမ်းပြီးပါအောင်ဝဲကိုရအောင်သွားမယ်မကြာခင်မှာကြဲရောက်တော့မယ်တော်ဆန်းစုကြည်မေစုရဲ့မွေးနေ့မေစုရဲ့မွေးနေ့နဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ဗီဒီယိုတစ်ပုဒ်ဗီဒီယိုအတုံးလေးတစ်ပုဒ်တွေးလိုက်ရပါတယ်တော်လည်းရဲဘော်ကြီးအညာခထင်ပါတယ် စစ်တပ်ကိုဝင်ပစ်တာအမေစုဝင်နေဝါမေစုဝင်နေကလို့ဝင်ပစ်တာကိုတွေ့ရင်ကျွန်တော်တွေးတခုဝါမိပါတယ်ဒီအပိုင်းဒီမှာတောင်ဆန်းစုကြည်မူဒီမှာပန်းပန်တပိတ်ဆွေနွေးဖို့ဆော်အော်ရတဲ့တိုက်တွန်းရတဲ့အင်အားစုတွေအသီးသီးကိုတွေ့ရပါတယ်ဒီသူလူလူဟာရတဲ့နီးနဲ့ရောက်တဲ့နေရာမှာဖက်စစ်တပ်ကိုစက်ကျင်အန်တုနေရင်းနဲ့ဒီလူတွေမျောလင်းချက်ဆန္ဒအာဒီတာကိုလစ်ကနေမြင်လိုက်ရတာကတော့ တန်လဲပန်ခြင်းပါရဲ့တားရွှေဦးထမ်းတာကိုလည်းမြင်ခြင်းပါရဲ့ဗန်းပန်နေတာဟာအစ်ပေါင်းများနေပြီ၄-၅နှစ်ဖြစ်နေပြီဒီတနှစ်မှာတော့ဒေါန်ဆန်းစုကြည်မွေးနေ့မှာစစ်ချီတင်းဆိုပြီးပြည်တော်ဝင်ခဲ့ကြပါဆိုတဲ့ဆန္ဒတွေရှိနေကြတယ်မှာပြည်သူညီလားမညီလားသပိတ်တွေမောက်ပြီးပြကြရမလို့လောက်အောင်စစ်ချီတင်းဆိုပြီးပြည်တော်ဝင်ခဲ့ရင်ပြည်သူမညီမညီညီမညီတည်ကြရပါလေ ပြည်သူကခေအဆက်ဆက်တမိုင်းအဆက်ဆက်မှာတာဝန်ကျင့်ခဲ့ကြပါတယ်တချို့တော့တချို့တော့လို့ပါတယ်နိုင်ငံတော်ဆိုသူတွေကညာညိလဝါရိုက်ပြီးကိုဖဲကိုချိုးကလပန်ထိုးပြီးကလားသုံးကောင်ကြကြသွားတာကတော့ပြည်သူကမတည်ဘူးလို့မထင်ပါနဲ့ဒီကာလမှာပြည်သူဟာအန်ကျိတ်တီးခံပြီးဖစစ်တပ်ကိုအနိုင်ယာရေးအတွက် ရှားတဲ့နေနဲ့ရုန်းကန်နေကြပါတယ်။ဒါကိုတော်လိုင်းနိုင်ငံရေးခေါင်းဆောင်တွေကသိရှိနားလည်ပြီးဒေါ်စန်းစုကြည်လွတ်မြောက်စေခြင်းသောစိတ်တော်လိုင်းရေးကိုအောင်ကျင်သောစိတ်နှစ်ခုပေါင်းပြီးနေပြည်တော်ကိုဒေါ်စန်းစုကြည်ပန်းချုပ်ထားတဲ့ထုံတကားတွေကိုရိုက်ချိုးနိုင်ရိုက်ချိုးလိုက်နိုင်ရင်တော့တားရွှေကိုထမ်းလာတယ်ဂိတ်ဆိုဒီအခြေအနေတွေဖြင့်ဒီနေ့တိုက်ပွဲသတင်းတွေရှိတယ် နောက်ဆုံးရတိုက်ပွဲသတင်းတွေအနေနဲ့မွန်ပြည်နယ်ကအစာပြောချင်တယ်ပြုတခါမှလူမျက်ကြော်မပြောဖြစ်တဲ့မွန်ပြည်နယ်အကြောင်းဒီနေ့ကတော့အာရဝန်တာပြောပြချင်နေဗျာဗစ်စစ်တပ်ရဲ့အစိုးရရုံးတဲ့ဝင်ကြီးအင်ယာတွေကိုဒရုန်းနဲ့ပုံကျဲပါလေတွားဒီဒီဝင်ကြီးအင်ယာဆိုတီးတန့်လုံးချင်းတွေစောက်ထားတဲ့ဝင်ကြီးအင်ယာတခုရှိတယ်မွန်ပြည်နယ်မှာကျွန်တော်ရောက်ဘူးတယ်မွန်ပြည်နယ်ကမော်လမြိုင်ကပန်းညာတခုမှာဟော်ပြောဝဲတခုကျွန်တော်သွားပြောဘူးတယ် အဲ့တော့ငင်းငင်းကြီးငင်းငင်းကြီးဟောပြောဝဲထွန်ပါတယ်ပြည်တွင်းစစ်ချက်ချင်းရပါတော့နော်အဲ့တော့ကကျွန်တော်ဝင်ကြီးတစ်ပါးရဲ့အိမ်ကိုရောက်မှုတယ်အဲ့တော့ဝင်ကြီးအညာလုံးချင်းဝင်းထဲမှာလုံးချင်းတိုက်ကြီးဆိုတော့အဲ့လိုတိုက်ခိုက်ခဲ့တဲ့နေရာမှာဥပဒေကျုပ်ရဲ့နေအိမ်ကိုထိမှန်ပြီးမတာဆင်းကိုတော့မသိရသေးပေမဲ့နှစ်ဦးထိခိုက်တယ်လို့ကျွန်တော်သိရပါတယ်ဒီလိုနေရာမျိုးကိုအဓိကပြစ်မှတ်တွေဖြစ်ရွေးချယ်တိုက်ခိုက်ရတဲ့နေရာမှာအင်မတန်ဖိအားတွေများပါတယ် ဖလစ်တက်ဟာလေသူတို့တိမ်မှာကြောက်တဲ့အတွက်ရေဒါတွေဂျမ်ဘာတွေတက်ထားတာရှိပါတယ်ဒါကိုကြော်လွားပြီးရှာထူးော်နေပညာတပ်ဖွဲ့ကဒေသခံမူပြီးနဲ့ပတ်ကဝတပ်ဖွဲ့တွေနဲ့ပူပေါင်းပြီး Alpha Bus Bro Drone Force Sky Warning Drone Force တုံးတပ်ဖွဲ့၃ခုနဲ့အတူမူပြီးနဲ့အစိုးရရုံးမော်လမြိုင်မြို့ပေါ်ကဝင်ကြီးအိမ်ကို ဒရုန်းရဲ့ပုံကျဲချပါတယ်အဲ့ဒါအဲ့တော့ဘလောက်သေးတယ်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 ဆိုတော့ကျွန်တော်တို့နောက်ရက်ဒီမှာနောက်ဆက်တွဲကြီးညာပေးမယ်ရန်သူကသူ့လုတ်သူလုတ်နေပြီကျွန်တော်တို့တော်လိုင်းအင်အားစုတွေကယာခိုင်နှုံးခွဲယူတာနဲ့တော်လိုင်းကိုဈေးကွက်လုတ်ပြီးစီးပွားရှာကလိမ်မန်းဆိုင်ရာနောက်ရက်မှုတွေရောဘာတွေရောရှုပ်ရှက်ခတ်ပြီးကျွန်တော်တို့ရန်သူကိုမရှုပ်နိုင်တဲ့အတွက်ရန်သူကကျွန်တော်တို့ကိုကောင်းကောင်းရှုပ်ထွေးစီပြီး တော်လန်ရေးကိုနှောက်နှေးအောင်ဂျန်သူကသူ့အလုပ်သူလုပ်နေပါတယ်အဲ့တော့ဥပဒေမဲ့လှုပ်ချင်ရလှုပ်နေတဲ့ကောင်တွေအတွက်နေ့စဉ်အိမ်မဆိုးမတ်စေရမယ်တရားသောစစ်ပွဲအောင်စေရမယ်လို့ရှာထူးဘော်ကပြောပါတယ်ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်ကျွဲကြံကုန်းရက်ွက်တဲ့ဒရုန်းစီးကြာရောက်ခဲ့တယ်ဒီချင်းတွေရှိပါတယ်နောက်တော့အခြေတရင်ကြည့်နေတဲ့ TNN လေးနဲ့နောင်ချုပ်အခြေအနေကိုကြည့်ကြရအောင် နောက်ဆုံးနဲ့ပတ်သက်ပြီးကျွန်တော်အသိပေးလိုတာက TNLA နဲ့ပတ်သက်ပြီးအသိပေးလိုတာက TNLA နဲ့အတူလက်တွဲတိုက်ပွဲဝင်နေတဲ့ဓနုတက်တော် DVLA ရဲ့ဒီပြောဆိုချက်ပါနော်ပြောဆိုချက်ကိုကျွန်တော်ကိုကာပြီးပြောရရင် TNLA ရောပြီးသည့် PDF တပ်ဖွဲ့ကမှဒီပေါ့နေမြေကနေထွက်ခွာသွားခိုင်းခြင်းမရှိဘူးအတူလက်တွဲတိုက်ပွဲဝင်မယ်ဆိုတဲ့အကြောင်းကိုပြောသွားတဲ့အတွက်ကျွန်တော်တို့ဝမ်းသာရပါတယ်ဂုဏ်ယူရပါတယ်ကံကြီးပါတိုက်ပွဲနိုင်ပါတယ် စစ်တပ်ဟာကံကြီးရွာတီဝင်ရောက်လာပြီးကံကြီးရွာကနေအခုပြန်ဆုတ်သွားရပါပြီအဲ့တော့တော်လိုင်းတပ်တွေတိမ်ပင်လေရှိရာနောင်ချိုကြီးကျေးရွာမှာတိုက်ပွဲတွေဆက်ဖြစ်နေပါလေနောင်ချိုဒုထောက်ဒီမြေကူးတရအနောက်ဘက်မှာရှိတဲ့အမြောက်တပ်တွေအမြောက်တပ်တွေတီရှိတဲ့တောင်ခမ်းကျေးရွာကနေစစ်ကြောင်းထိုးလာတဲ့ဖက်စစ်တပ်နောင်ချိုကကံကြီးနာဒီကိုရောက်လာတဲ့ကံကြီးရွာမှာဒီရန်နဲ့ပူပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားကြတယ်ဒီလောက်ကိုရက်နေမှာ ပိနေကုန်ကံကြီးရာကြောင့်မှပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်တယ်လို့အကြမ်းမြင်သိရတယ်။နောင်ချုံကြီးမှာတော့ဝုံနိုင်ချဲနေတယ်ဆိုတဲ့အခြေအနေပါ။အရန်မွေးတာဆရာကောင်းတာကမန်ပီမန္တလေး PF ရဲဘော်တွေစစ်ကူရောက်ရှိလာပြီးတိုက်ပွဲကိုဖက်စစ်တပ်ကိုခွေးမောင်းမောင်းထုတ်ခိုင်းနိုင်ခဲ့ပါတယ်ဗျာ။နော်။အဲ့တော့ဖက်စစ်တပ်ကတော့ဖက်စစ်တိုင်းပဲခွေးရချီးစားတဲ့နွားဟာပိုအဲအော်တယ်ဆိုတဲ့အတောင်း လက်နက်ကြီးတွေနဲ့ပြစ်ခတ်ပါတယ်အများပြည်သူအပြစ်မဲ့ပြည်သူတွေကိုထိမှန်ခဲ့ပါတယ်ကဲရှမ်းပြည်တခွေရှမ်းမြောက်စစ်စင်ရေးကြီးပြန်လဲအသက်ဝင်နိုင်မလားဆိုတဲ့ကြောင်းလေးချက်တွေကျွန်တော်တို့မှချိနေကြသေးတယ်မလားရှမ်းမန်းစစ်စင်ရေးနဲ့တစ်ဆယ်နှစ်ကုန်တတရာလိုင်းကြီးကိုညှော်လင့်ချင်လိုက်တာအာခတ်တတော်ကလည်းသူ့ရှိန်နဲ့သူခက်ပြင်းပြင်းထိုးဝင်လာလိုက်တာ ကြောက်ပြူကိုတိမ့်ပြီးရင်တော့ရခိုင်ပြည်နယ်တပြည်နယ်လုံးကိုအင်္ဂါဂျူအောင်စင်တာလို့မရတော့ဘူးအခုလည်းငဖဲဗျမကွေးတိုင်းငဖဲအမ်ဘရန်လမ်းပေါ်မှာနိုင်ငံလီကြောင်းကဝေးတက်စကန်ဖြူအဘောနေအာဟုငဆက်ပုံးကောင်အရှင်မှန်းမိပါတယ်အဲ့တော့နိုင်ငံဖြူဟာစကန်ပတ်ပတ်လေး မီတာ1500ပတ်လေလမ်းဟောင်းမှာကျွန်တော်တို့တော်လိုင်းတက်ပြီးဖြတ်တော့ပိတ်ဆို့ထားတယ်အဓိကအဲ့နေရာမှာပိတ်ဆို့ထားတာကတော့အရှုချင်း CDF တက်ဖြစ်ပါတယ်အဲ့တော့နေမေရှာပွေရှင်းလင်းတုတ်တင်လုံကြုံကြီးဆောင်ရွက်နေစမှာနေရီကံပြူဟာကနေထွက်ပြေးလာတဲ့ဖက်စစ်တပ်ကတပ်သား23ယောက်ဘယ်အရာဘယ်အရာရှိအရာကနေပါတယ်မပါဘူးလို့တော့ကျွန်တော်တို့အတိအကျမသိရသေးဘူး လက်နက်ခဲရနေတဲ့အတူဖမ်းဆီးရမိပါတယ်အဲ့တော့ဖမ်းဆီးတပ်ဟာဒီနေ့ဒီအချိန်မှာစစ်ရှုံးတော့မဲ့အခြေအနေကို69ဒသမ6နီးပါးလောက်ရောက်ရှိနေပြီအဓိကစစ်ရှုံးခြင်းရဲ့အကြောင်းတရားနှစ်ချက်ကိုကျွန်တော်တင်ပြချင်ပါတယ်တစ်ချက်ကတပ်ဖွဲ့ဝင်တွေတိုက်ခိုက်လို့စိတ်လုံးဝမရှိတော့ခြင်းနံပါတ်1ကပြည်သူလူထုထောက်ခံမှုမရခြင်းတော်လိုင်းရေးတက်တွေစစ်တက်တွေရဲ့သဘောတဘာဝမှာ ဒီလိုလိုထောက်ခံမှုမရခြင်းရဲ့တပ်ဖွဲ့ဝင်တွေတိုက်ခိုက်လို့စိမရှိတော့ရင်တရားရာခိုင်လို့စစ်ရှုံးပါလေမြေကြီးကိုလက်နဲ့ဖိရင်လွဲရင်လွဲမယ်အဲ့အချက်ကတော့ဘယ်လိုလဲအဲ့တော့ဒီနှစ်ချက်လုံးဟာဖက်စစ်တက်မှာသွားပြီနှစ်ချက်လုံးရှိနေတာကိုတွေ့ရတဲ့စစ်ရှုံးတော့ပါသို့တော့ရွာစော်လူမိုက်ရွာစော်လူမိုက်တွေရဲ့ကြားကံပေးမှုကြောင့်ရက်ွက်တဲ့ပစိုးတွင်တိုင်းပြီးတော့ဆဲနိုင်နေတိုင်းတော်တွေ့ရပါတယ် ွာဆိုလူမိုက်ကတော့တည့်တဲ့အတိုင်းပဲတင်းုံနေရုရှားပေါ့တပံထွက်ပေါက်ပြီးရွေးကောက်ပွဲကိုလည်းဇောင်းပီးလှုပ်နေတာကိုတွေ့ရပါတယ်အဲ့တော့စစ်ကရှုံးနေပြီဒါပေမဲ့အထင်တော့မသိနေရန်သူကိုအထင်သိလို့မရဘူးရန်သူကိုရှော့တက်လို့မရဘူးဖပေါက်ရှာမယ်ဖက်ခတ်ခတ်မယ်နောက်တစ်ခုကစစ်စစ်တို့မြည်ဒီပေါ့စောက်ခွာခဲ့ရင်တော့လမ်းတစ်လျှောက်မှာမိုင်းပုံးတွေဆင်သွားခဲ့ပါတယ်သူ့နောက်ကိုလိုက်ပြီး ထက်ချက်လိုက်စစ်ကိုကာတဲ့အနေနဲ့ဒါကြောင့်မို့စစ်တဘောမှာဖက်စစ်တပ်ဟာအလုံးကြုံကြီးတတိအမြဲတမ်းရှိတယ်လို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုချိန်မုံ့ဖို့24နာရီမပြတ်ကြံစီနေတာကိုမမေ့မလျော့မပေါ့မဆပဲတော်လိုင်းအင်အားစုများဘက်ကတောင်းကြောက်ထောင်တော့တောင်းချောက်ထောင်တော့အစည်းအဝေးများကိုရက်တန့်ပြီးစစ်နိုင်ရေးကိုရှေးရှုမျက်နာမူဖို့လိုအပ်တယ်လို့တော်လိုင်းနိုင်ငံရေးမှာတကယ်လို့တင်ဖြစ်တင်တာတွေကို အာထုခွန်ဆိုင်လုံနေကြတဲ့သူအပေါင်းကိုလည်းဒီနေရာကလေးစားကုန်ယူစွာအတိမတ်ပြုမှတ်တမ်းတင်ရင်းတော်ရင်အာသာဖြေမှုတွေနဲ့ပောက်ကရ40ရီလောက်တာရီရက်စစ်နိုင်ရေးကိုရှေ့ရှုစစ်နိုင်ရေးကဒီအဓိကစစ်နိုင်ရေးဒီပထမစစ်နိုင်မှာပဲခမားတို့လေလူအဖြစ်ရှင်တန်ဝင်ရမှာ ဖြစ်တယ်လို့တိုင်းပြည်လူလူကလည်းလွတ်မြောက်မှာဖြစ်ပါတယ် တဆက်ဆက်တည်းမှာကျွန်တော်တို့အရန်ချစ်ပါတယ်တိုင်းပြည်လုံးရဲ့ယင်းနှစ်တီးကြတိုင်းပြည်လုံးရဲ့အသေးနှလုံးလူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်ရလေစစ်နိုင်မှာပဲလွတ်မြောက်လာဖြစ်ပါတယ်စစ်မနိုင်လူကတော့ပန်းပန်ယုံမကထမိန်ခွေးလုံးချွတ်ချလေစစ်တပ်ကလှုပ်ပေးမယ်လို့စိတ်ကူးမရှင်ပါနောက်တဲ့တိုင်းလေးဆက်လိုက်အောင်တန်တော်ကြီးကြီးတဲ့ ဂျင်းမီလက်တနောင်ကြီးဘင်းအောင်တက်မြို့ထတ်တိုက်ပါလေဟိုတလောက BWN ရဲ့ short light တုံးကိုပယ်ပယ်နေနေခံစားပြီးအာရပါရဤစိတ်သွားတဲ့တနောင်ကြီးဘင်းအောင်တက်မြို့ကတိုက်ခိုက်ရင်တင်ဟန်းကြောင်းတက်ခွဲမှုတွေတင်ဟန်းစင်းတွေလိုက်ပါလာတဲ့ရှင်နှန်းကိုတောင်ဦးတိုင်းလမ်းပိုင်း9မိုင်စစ်တပ်ဂုံးကြီးမှာဂျာဖြတ်တိုက်ခိုက်လက်နက်ပြတိုက်စစ်ဆင်တာ တက်ခွဲမှုဘူကြီး၈ဦးမတာပေါ်တဲ့ပြင်ရင်မောင်းတက်ချက်တဦးပေးမတာပေါ်ပြီးတော့ပေးလေးဦးထိခိုက်တန်ရတယ်လို့အချမ်းမြင်သိရပါတယ်အသည့်ဆက်ဆက်ပခုံးပေါ်မှာအပွင့်တက်ပြီးတက်ခွဲမှုကတော်တော်ဖြစ်ခွင့်မရလိုက်ရှာတဲ့တက်ခွဲမှုတစ်တည်းရဲ့အမျိုးသမီးတွေရဲ့ဒူးနဲ့မျက်ရည်တုံ့နေရနေမှုဒီကိုစာနာမိပါတော်냐လဲ ခင်ဗျားတို့စိုက်ပြိုးတာခင်ဗျားတို့ရိတ်သိမ်းကြရတာပါပဲ။နောင်ရက်တွေမှာနောင်လတွေမှာနောင်နောင်လာမဲ့ရက်တွေမှာပေါ့ဗျာချုပ်ပြော။ယာရုတို့ရင်တော့မပါပေါ်မယ်လို့သာတန်းတွက်လိုက်တော့လို့ပြောရင်တနောင်တိုက်ပွဲကိုတောင်ရဲတက်မာနှစ်တရင်ကလာအောက်ခံတဖန်ဖို့စ်တောင်အမ်ဘီယံစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ထပ်ပြီးတော့ ဟဲ့အောင်လူမဲ့ကျော်မင်းကနေ့တိုင်းဖက်စစ်တကဆစ်ရှုံးနေပြီဖက်စစ်ကဆစ်ရှုံးနေပြီပြောနေသူနောက်တဲ့တက်တည်ပြကြလေးတခုရှိလို့ပါအေးအောင်တဲ့ငတန်းကျော်အမြောက်၃လေးလေးအမြောက်တက်၃လေးလေးတောက်လျှောက်ပြေးနေပါလေအမြောက်တက်၃လေးလေးကဒီတောက်လျှောက်ပြေးနေတာဖြစ်ပြီးအမြောက်တက်၃လေးလေးကထီထီပဲကြံပါတော့လေကာမင်းအကုန်လုံးကိုတိုက်ခိုက်သိမ့်ပိုက်ချပြီးအမြောက်တက်၃လေးလေးကထွက်ပြေးတဲ့တက်သားအေဟာ30နဲ့50လောက်မှရှိနေပါ အမြောက်တက်3လေးလေးအနီးမှာတော့ပြင်းထန်တဲ့တိုက်ပွဲတွေရှိနေတယ်ပြူရုကယူဆာနော်အဲ့တော့ပြောတာအားလုံးလားနောက်တက်မသားပေါ်တဲ့တတိယတစ်ခုကကြံသေးတယ်စိတ်မရှိပါနဲ့ဗျာစာရဖားတွေ SPD စေယုံကြောအကောင်တွေကြည်နေလေစိတ်မရှိပါနဲ့ဗျာတမန်တော်တေသတင်းခရဏလူမြတ်တော်ဟာပြုံ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 ကြီးထိုင်ပြောနေရတာတခါတလေကြာရင်အားတော်လာလေးနှစ်ကာလမှာတပွဲမှမနိုင်ဘူးတဲ့ ကမ္ဘာစတန်ဒတ်အာမီ38ဖက်စစ်တပ်ကိုယုံကြည်ကိုးစားသူမှန်သမျှဟာနောက်တစ်ချိန်မှာခွေးဖြစ်ရောလွယ်အခြားမရှိခွေးလို့ပြောရင်ခွေးတိတ်ကထက်ကြသည်အာနာပါတယ်စကိုင်းတိုင်းမဟုတ်ရောမှာထက်ချပါတယ်မသာထပ်ပေါ်ပါတယ်တမတုံး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 ဌာနချုပ်ကထွက်လာတဲ့ဂျင်းနီတီကာရန်ဝမ်ပေါင်ရန်စီနော်လဘရောင်းတော့ဂျင်းနီစီမံကိမဟုတ်ရောမင်္ဂလိလမ်းမကြီးတိုင်းထွက်လာတဲ့ဂျင်းနီက16စီး တန်ပြားကာကာရှိစီဂျင်းဒီတန်းကိုလုံကြုံရေးလိုက်ပေးလာတဲ့တန်ပြားကာကာရှိစီမိုးကောက်၆ဘိန်းကပုံးစည်းကိုတက်မြက်ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်မအူစစ်ကောင်စီဂိတ်စခန်းအနီးမှာအဲ့တော့ပေးတာမိုင်းငါးလုံးနဲ့ခွဲတယ်လက်နက်ငယ်တွေနဲ့ဝိုင်းပစ်တယ်ပြစ်ခတ်မှုမှာတော့ဒဏ်ရာရရှိသူတွေရှိတယ်လို့သိရပြီးနာယီကားတွေပြလူပြန်ပြီးရွှေတော်ဝင်စေးုံကို ပို့ဆောင်ခဲ့ပါတယ်။ဒီကဒီဆုံးလူတွေမှာအရာရှိတယောက်ပါတယ်လို့ကျွန်တော်အကြံဉာဏ်သိရတယ်။ညီကုန်းကြောင့်နောက်ဆုံးသတင်းအနေနဲ့ဇော်ဖိုးဝင်းအကြောင်းကြားပြီးကြပြီလား။ဟာတာပြောမလို့တယောက်ရော့တယ်လို့အရန်မူပြီးအရန်မူပြီးပြောသည်မလိုက်လုံလိုက်ရလိုက်လုံနေရတဲ့စစ်တပ်အရာရှိတွေဝွကျွတ်သွားတယ်လို့ပဲကျွန်တော်ကမြင်ပါတယ်။ဇော်ဖိုးဝင်းအရန်မူပြီးပြောခြင်းဟာပြောတာကိုစစ်တပ်ကအရာရှိတွေကလိုက်လုံနေရတဲ့ဘဝ စစ်တပ်ကောင်တွေဝစ်ချွတ်သွားတာပေါ့ဗျာတဖက်မှာကြည်ရင်လေစစ်တပ်ဆိုဒီမှာသူတို့ရဲ့အာဏာအကျိုးစီးပွားကိုထိလာပြီးဆိုရင်သူ့ကိုထောက်ခံတဲ့လူတွေမထောက်ခံတဲ့လူတွေအသာထားသူမရားတော့ကြိုးစင်ပို့မဲ့ကောင်တွေသူတို့ရဲ့ဆရာတွေသူတို့ရဲ့ဆွေမျိုးတားခြင်းဇနီးမယားတားသမီးမယားမချက်စစ်တပ်ရဲ့ဗီဇဆရာဟာစစ်တပ်ကိုကြောင်းစင်းပြီးတာနဲ့တပြိုင်နက် စစ်တပ်ကမှရိုက်သွင်းနေကြတယ်မိုင်းဝါဒတွေဝါဒမိုင်းတွေကြောင်စစ်တပ်ရဲ့အကျိုးစီးပွားကိုထိခိုက်သူမှန်သမျှဘယ်တော့မှလူလူသူလူနေထိုင်ခွင့်မပေးခဲ့ပါဒါကတခြားနိုင်ငံအင်အားစုတော်လိုင်းအင်အားစုတွေအပေါ်မှာဖက်စစ်တပ်ဟာဤကဲ့သို့ရုတ်မာတာကသိရှိပြီးသားဖြစ်တော့တယ်မပြောသေးပါဘူးမပြောတော့ပါဘူးသူ့ကိုထောက်ခံပါတယ်ဆိုတော့သူ့ကို ဝိညာဉ်ပါတယ်ဆိုတဲ့လူမပြောနဲ့သူ့ရဲ့ဆရာတွေနေဝင်းတို့တန်းရွှေလို့တော့အခုအကျေကျုပ်ကြနေသလားအချိန်မျိုးနေဝင်းသားသမီးကြီးပြည်တွင်းမှာမနေရဘူးမဲအောင်လာကိုကြောက်ဘူးစစ်ဘိုလ်ချုပ်သားသမီးကြီးအကုန်လုံးနိုင်ငံသားမကြီးပဲစင်ကာပူအများဆုံးပဲနော်မင်းပြောတာမယုံဘူးမင်းပြောတာကိုမယုံရင်ဇော်ဘွင်းကိုကြည့်အနည်းဆုံး1000နှစ် တင်ရတယ်လောက်ပါအားလုံးကိုကျေးဇူးတင်ပါ